အတွက်နျူကလ িয়ার နည်းပညာရယူဖို့ရည်ရွယ်ကြိုးပမ်းနေတဲ့စစ်ကောင်ဆောင်ပို့ချမှုကြီးမရောက်နိုင်က နိုင်ငံတော်ဝန်တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့်အငြင်းစားနျူကလ িয়ার နှက်စစ်ဓာတ်ပိစက်ယုံတိစောက်နိုင်ဖို့ရုရှားနိုင်ငံကိုအကူအညီတောင်းခဲ့တယ်လို့သိရပါဗျ။ရုရှားနိုင်ငံမော်စကိုမြို့ကိုရောက်ရှိနေတဲ့စစ်ကောင်ဆောင်ကကမ္ဘာနုမျိုးသတင်းဖက်ဖိုရမ်ရဲ့ထိပ်သီးအစည်းအဝေးရုရှားသမ္မတပူတင်ပါဝင်သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ စက်တင်ဘာ25ရက်26ရက်မှာတွေ့ဆုံရမှာအဲဒီလိုကူညီတောင်းခံခဲ့တယ်လို့စစ်ကောင်မရှင်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်တဆန့်လိုတဲ့နျူကလ িয়ার အခြေခံစောင့်လူဆွမ်းရင်းမြစ်တွေနဲ့အခြားလိုအပ်တဲ့လုပ်ငန်းတွေကိုရုရှားနိုင်ငံနဲ့ Rosatom တို့ကတက်နိုင်သမျှမြန်မာနိုင်ငံကိုဆက်လက်ကူညီပေးဖို့မိမိအနေနဲ့အလေးနက်ထားမေတ္တာရက်ခံပါတယ်လို့စစ်ကောင်ဆောင်ကပြောပါတယ်အလားတူအပီပီဆိုင်ရာအမှုမြွှန်းရင်အေဂျင်စီ IAEA အနေနဲ့ မြန်မာနိုင်ငံရဲ့နျူကလ িয়ার စွမ်းအင်အကောင့်ထဲပေါ်ဆောင်ရမှာဆက်လက်ကူညီပေးဖို့မြင့်တန်ရက်ခံသလို foreign တက်ရောက်လာတဲ့နိုင်ငံတွေနဲ့လည်းနျူကလ িয়ার နည်းပညာကဏ္ဍပူးပေါင်းဆောင်ရွက်လိုတယ်လို့၎င်းကဆိုပါတယ်စစ်ကောင်ဆောင်ဟာအာဏာသိမ်းပြီးနောက်နျူကလ িয়ার စွမ်းအင်အစီအစဉ်နဲ့စီမံကိန်းတွေအကောင့်ထဲပို့ဖို့၎င်းဆောင်နဲ့ဖွဲ့ဝင်၁၄ဦးပါဝင်တဲ့အမျိုးသားအဆင့်ကော်မတီကို ဖွဲ့စည်းထားပြီးမြန်မာနိုင်ငံရဲ့နျူကလ িয়ার ဥပဒေကိုလည်း၂၀၂၄ခုနှစ်မှာပြင်ဆင်ရေးဆွဲထားပါတယ် ဒါအပြင်စစ်ကောင်းဆောင်ကမြန်မာနိုင်ငံမှာကနဦးခြေလန်းအဖြစ်အငဲစားနျူကလ িয়ার လျှက်စစ်တာပေးစိုင်ရုံတိစောက်နိုင်ဖို့အတွက် Rostam နဲ့နီကတ်စွာပူးပေါင်းနေတယ်လို့ဆိုထားပြီးသဘောတူစာချုပ်လက်မှတ်ရေးထိုးထားတယ်လို့သိရပါတယ်။အဆိုပါစိုင်ရုံတိစောက်ဖို့စစ်ကောင်မရှင်ကဘကိုးတိုင်းအလေပိုင်းနဲ့ဖိုင်းမြန်မာနယ်စပ်တနင်္သာရီတိုင်းရှိတဝဲထူးစီးပွားရေးဆောင်တို့ကိုယာထားပြီး နှစ်နိုင်ငံပြည်သူရဲ့လုံခြုံရေးအနေအကင်းရှင်းမှုနဲ့နေထိုင်မှုတို့အတွက်အလွန်စိုးရိမ်ပူပန်မိတယ်လို့ကရင်မျိုးသားစီယုံခရညူကလည်းထုတ်ပြန်ထားပါရယ်လက်ရှိမှာအဲ့ဒီရာထားရဒေသနှစ်ခုမှာစစ်ကောင်မရှင်နဲ့တော်လိုင်းအားစုတွေကြားတိုက်ပွဲတွေ ဖြစ်ပွားနေပြီးနေမြေနေထားရအာနာသိမ့်ပြီးနောက်ရုရှားနိုင်ငံနဲ့အတူ ပြန်လည်လုက ାଇ ကြိုးပမ်းနေတဲ့တဝဲအထူးစီးပွားရေးစုံနဲ့နျူကလ িয়ার စေယုံကိစ္စမှာဖြစ်နိုင်ခြေနဲ့တယ်လို့သိရပါရယ် ်ဆရာနာရှင်အဆက်ဆက်ရဲ့နိုင်ငံအာဏာကိုထာဝရစိုးမိုးချုပ်ကိုင်နိုင်ရေးအတွက်အစဉ်တစိုက်ကြိုးပမ်းခဲ့တဲ့အိမ်မက်ဖြစ်ပြီးအဲ့ဒီကိစ္စဟာရတားဆိုရ NLD လက်ထက်မှာရက်တန့်သွားခဲ့တယ်လို့လေလာဆောင်ကြည့်သူတွေစီကသိရပါတယ်။အာဏာသိမ်းပြီးနောက်စစ်ကောင်းဆောင်ဟာနျူကလ িয়ার ပိုင်ဆိုင်လို့မှုအိမ်မက်ကိုပြန်လည်အသက်သွင်းခဲ့ပြီးအခုရုရှားခီးစင်မှာလည်းနှစ်ပေါင်းများစွာစူးစမ်းလာရအကြောင်းမျိုးမျိုးကြောင့်တုံနေနေမှုအပေါ် 2022ခုနှစ်ကစလို့ရုရှားနိုင်ငံနဲ့ပူးပေါင်းတိုးမြှင့်ဆောင်ရွက်နိုင်ခဲ့တယ်လို့ထုတ်ပြန်ပြောဆိုထားပါတယ်။အလားတူရုရှားသမ္မတပူတင်နဲ့စစ်ကောင်းဆောင်တို့တိတ်ဆုံရမှာနှစ်နိုင်ငံသားရရှိထားတဲ့သဘောတူညီချက်တွေကိုဆက်လက်အကောင့်ထက်ပေါ်ဆောင်ရွက်နိုင်ရေးဆွေးနွေးကရိုစတမ်နဲ့ပူးပေါင်းဆောင်ရွက်ဆိုင်ရာသဘောတူညီချက်တွေထပ်မံလက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါတယ်။